ရသဗျာရဲ့ဆုံးမတော်ရဘုရားရဲ့ဒွိတာဝကဥပဒကဥပတိကဘိက္ခုဘိက္ခုနီလို့ဆိုရဲရသဗျာရဲ့တာဝကတွေဘုရားဆုံးမတော်ရမတွေးသင့်တဲ့အတွေးတွေကိုရှောင်ကျင်ဖို့လိုအပ်တယ်တွေးသင့်တဲ့အတွေးကိုသာတွေးပြီးမတွေးသင့်တဲ့အတွေးကိုရှောင်နိုင်မှမိမိတို့လိုအပ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်မှဖြစ်တယ်တွေးသင့်တာတွေတွေးနေသမျှ ဘယ်တော့မှချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးချမ်းသာဒုက္ခဆိုတာဘလို့လျောက်ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ဘူးလောကမှာဘယ်အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့အကြောင်းတရားခင့်ပြီးတော့ဘယ်အရာမှဖြစ်ပေါ်လာခြင်းမရှိဘူးဒါကြောင့်မို့မတွေးသင့်တဲ့အတွေးနဲ့တွေးသင့်တဲ့အတွေးဆိုတာမိမိတို့ရဲ့နေစဉ်ဘဝကွဲကွဲပြားပြားနားလည်ပြီးတော့တို့တွေမတွေးသင့်တဲ့အတွေးတွေမတွေးမိအောင် တွေးတဲ့နဲ့အတွေးတွေကတွေးမိလေအောင်ဆိုတာနေ့စဉ်လိုက်နာရှင်သုံးဖို့ကြိုးစားကြရမှာဖြစ်တယ်ပေါ့။ဘာဖြစ်လို့မြတ်စွာဘုရားကမတွေးတဲ့တဲ့အတွေးကိုမတွေးဖို့ဩဝါဒပေးရတယ်လဲလို့ဆို။ဘာဒီဆိုးကျိုးတွေဖြစ်နိုင်လဲ။ဘယ်ရာပဲဖြစ်ဖြစ်စဉ်းစားကြည့်လေ။လူတယောက်ဈေးကျော်ယောဂါရှိတယ်ဆိုတာ။ဈေးကျော်ယောဂါနဲ့မတဲ့တဲ့အစာမစားတဲ့အစာ။စားတဲ့နာကိုစားရင်ဘာဖြစ်ဈေးကျော်သွေးကျော်တက်လာမှာ။ တက်လာရင်ဘာဖြစ်လဲနောက်ဆုံးမှာကြောက်ကတ်တွေပျက်စီးမယ်မျက်စိအမြင်တွေပျက်စီးလာမယ်ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်မှာထိခိုက်သွားတဲ့အနာတွေမကျက်တော့ဘူးဆိုတာတွေဖြစ်လာစီးကြုံရဲ့ဆိုးကျိုးတွေရလာမှာပဲပေါ့ဒါဘာဖြစ်လို့ရမစားသင့်တဲ့အစာစားလို့ဖြစ်တာတခြားယောဂတွေလည်းထို့တူပဲမသွားသင့်တဲ့နေရာသွားလို့ရှိရင်လည်းဘလို့လားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာမှာပဲမပြောသင့်တဲ့စကားပြောမိလို့ရှိရင်လေမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်တာမတွေးသင့်တာတွေကို တွေးနေပြီလက်ခံပြီးတွေးတော်နေမယ်ဆိုလို့ရှိရင်ကတော့ဆိုးကျိုးတွေလာလိမ့်မယ်တဲ့နည်းဆုံးဆိုးကျိုးတွေမြတ်စွာဘုရားကဆိုးကျိုးတွေဒီနေရာမှာဖော်ပြတယ်မတွေးသင့်တဲ့အတွေးကိုတွေးပြီဆိုလို့ရှိရင် ဘာဖြစ်မလဲမတွေးသင့်တဲ့အတွေးဆိုတာလဲမသားဖို့လိုအပ်တယ်ပေါ့မတွေးသင့်တဲ့အတွေးတွေးလို့ဆိုးကျိုးတွေရတယ်ဆိုတာလဲမသားကြရမှာဖြစ်တယ်ပေါ့အဲ့တော့မတွေးသင့်တဲ့အတွေးဆိုတာဘာတော့ဆိုရင်လောဘနဲ့မတွေးရဘူးလောဘအခြေခံတဲ့အတွေးအချံမျိုး မတွေးရဘူးလောဘအခြေခံပြီးတွေးတဲ့အတွေးမျိုး တွေးတာပဲ ကာမဝိတက်ကလို့ခေါ်တယ်။တွေ့တာဆရာနှစ်သက်ဆရာလိုချင်ဆရာအာယုန်တွေပေါ်မှာတွေ့တာမှုလိုချင်မှု နှစ်သက်မှုဆိုတာတွေနဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ဒီအတွေးဟာ မတွေးတဲ့အတွေးပေါ့။နောက်တစ်ခုဒေါသနဲ့တွေးတဲ့အတွေးမျိုးလည်းမတွေးတဲ့အတွေးပဲ။စိတ်ဆိုးပြီးတော့တွေးနေတဲ့အတွေးဟာဘယ်တော့မှအကောင်းမဖြစ်ဘူးတဲ့ နောက်တစ်ခုကြီးမားတဲ့ဒေါသကြောင့်ဖြစ်ပေါ်လာနိုင်တဲ့တစ်ဖက်သားကိုနှင်းဆဲလိုတဲ့တပ်ဖြတ်လိုတဲ့အတွေးမျိုးလည်းမတွေးရဘူးတဲ့အဲ့ဒါမတွေးတဲ့အတွေးသုံးမျိုးလောဘနဲ့လောဘကိုအခြေခံပြီးတော့တွေးတဲ့အတွေးမျိုးတွေကြည့်လေလောဘနဲ့တွေးတယ်ဆိုတာလိုချင်မှုကိုအခြေခံပြီးတွေးလိုက်လို့ရှိရင် တကယ်၍သာကိုယ်မှာထိမ့်ချုပ်မှုမရှိဘူးဆိုရင်ဘာဖြစ်လဲလောဘကြီးလို့ရှိရင်သခိုးတော်လည်းကောင်းဓမြတော်လည်းကောင်းဖြစ်မှာသူများပစ္စည်းကိုလိုချင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာမှာပဲထိမ့်ချုပ်မှုရှိနေလို့သာသခိုးဓမြမဖြစ်တာဘူးလိုချင်တဲ့စိတ်နဲ့လောဘကိုအခြေခံပြီးထိမ့်သိမ့်မှု မပြုဘဲနဲ့နေမယ်ဆိုလို့ရှိရင်ဒီအတွေးဒီလမ်းဆုံးကတော့သခိုးဓမြဒုစရိုက်မှု ရာဇဝမှုကျွလွန်စေနိုင်တဲ့အတွေ့တစ်ခုပဲလို့သူတို့ပဲဆိုတာဒါဖြင့်ဒေါသနဲ့တွေ့တဲ့အတွေ့အပါတော့ဒေါသတွေဖြစ်ပေါ်လာတဲ့အခါမှာဒေါသဖြစ်နေရင်ဒေါသနဲ့တွေ့တဲ့ပုံကိုတရားပါဒေါသအရှိန်မပြေသေးလို့ပြောသမျှစကားတွေကလည်းမဖွဲမရာတွေဖြစ်လာလောက်သမျှတွေကလည်းမဖွဲမရာတွေဖြစ်လာတယ် နောက်ဆုံးဒေါသနဲ့တွေးတဲ့အတွေ့အကြုံဒီကနေ့ခေတ်မှာလူသတ်မှုတွေဆိုတာဖြစ်လာလူတွေတတ်တယ်တရားတွေတတ်တယ်ညီကိုချင်းချင်းခိုင်ရန်ဖြစ်ပွားတယ်သားနဲ့ဖယီနဲ့ဖြစ်တယ်မိသားစုမှာဖြစ်တယ်ဒေါသဆိုတဲ့အတွေ့နဲ့မခံကျင်စိတ်နဲ့တွေးတဲ့အတွေ့ဟာနောက်ဆုံးဘယ်ထိအောင်ပို့လို့ ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေမှာကြည့်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒေါသနဲ့တွေးမိပြီဆိုရင်ကိုယ့်ကိုယ်တတ်မိတယ်ကိုယ့်မိဘကိုတတ်မိတယ်ယဟန္တာကိုတတ်မိတယ်သူတော်ကောင်းတွေကိုပြစ်မှားတယ်ဟောဒီကိစ္စတွေလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒေါသနဲ့အတွေးကိုမတွေးသင့်တဲ့အတွေးကို တွေးလို့ ီအဆင့်ထိရောက်သွားတာလို့သူပြောတယ်။ဟောနောက်တစ်ခုကပါတော့ဆိုလို့ရှိရင်ဉာဏ်စဲလုံမှုနဲ့တွေးတဲ့အတွေ့သရဝရပျက်စီးစီလိုတဲ့စိတ်နဲ့တစ်ဖက်သားဆုံးရှုံးနစ်နာသွားမှုဆိုတဲ့အတွေ့တွေကရုဏာကင်းမဲ့တဲ့ဉာဏ်စဲလိုတဲ့အတွေ့မျိုးဟာလည်းပဲမကောင်းတဲ့ဘက်ကိုသယ်ဆောင်သွားနိုင်တယ်။ဒါကြောင့်မို့ကာမဝိတက်က ာမဂုဏ်အာယုန်လေးနဲ့ပတ်သက်ပြီးတော့လောဘနဲ့တွေးတဲ့အတွေးဗျာပါရဝိတကမုံတိမှုကိုခြေခံပြီးတော့ဒေါသနဲ့တွေးတဲ့အတွေးဝိဟိတဝိတကဖက်သားကိုညှင်းဆဲတပ်ဖြတ်လို့တဲ့အတွေးနဲ့တွေးတဲ့အတွေးတဲ့အဲ့ဒီအတွေး၃မျိုးကိုဘုရားဗတာဝင်သူတော်စင်တွေရှောင်ဖို့မြတ်စွာဘုရားကတပိတာဝကတွေရှောင်ပါတဲ့ဒီအတွေးမျိုးတွေမတွေးမိမတွေးမိအောင်ထိမ့်သိမ်းကြပါတော့ဘယ်လိုဆိုတော့